မနေ့ပြန်နိုဝင်ဘာလ14ရက်နေ့တကြနေ့အတွက်နောက်ဆုံးရမိုးလေဝသအခြေအနေတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်ော်တောက်ပိုင်းမှာလေတုမငိတ်တမ်းမှုတွေကြောင့်လေပြင်းနယ်ဆဲတွေရွေ့လျားနေပြီးလေပြင်းနယ်ရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်။အဲ့ဒီလေပြင်းနယ်ရပ်ဝန်းကလာမယ့်နိုဝင်ဘာလ24ရက်နဲ့25ရက်အတွင်းမှာဆိုက်ကလုန်းမုန်တိုင်းဖြစ်လာဖို့ရှိနေပါတယ်။ဒီမုန်တိုင်းရဲ့အကျိုးသက်ရောက်မှုတွေကိုတော့ခန့်မှန်တွက်ချက်ဖို့စော်လွန်းနေသေးတဲ့ကာလပဲဖြစ်ပါရဲ့ရှင်။ ။လက်ရှိဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အထက်လေဝေလိုင်းတစ်ခုနဲ့အရှေ့ဘက်ကလေစီကြောင်းတွေကြောင့်လည်းမနှက်ပြန်ပါ။တရားဝရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်နီပြည်နယ်တို့မှာနေရာကျဲကျဲကရင်မွန်နဲ့တနင်္သာရီတိုင်းတို့မှာတော့နေရာစိတ်စိတ်မိုးရနိုင်ပြီးနေရာကွက်ပြီးမိုးသေးထန်းတာတွေလည်းဖြစ်နိုင်ပါရဲ့ရှင်။ထူးခြားမှုအနေနဲ့ကတော့စစ်တောင်မြို့ဝနဲ့အတူမုတ်တမခွေအနီးနားမှာရှိတဲ့ကံယူရန်ဒေသတွေမှာမိုးနှင်းငယ်ကနေမိုးတင့်တင့်ရွာလိုက်ပြီးနေရာကွက်မိုးများနိုင်တာတွေဖြစ်နိုင်ပါတယ်။ ဒါအပြင်ပြည်내နဲ့တိုင်းအားလုံးမှာမနက်ခင်ပိုင်းမြူထူထက်တာတွေဖြစ်ပေါ်နိုင်ပြီးရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းအရှိချမ်းတွေမှာတော့နေရာကျကျအထိမြူထူထက်တာတွေကိုမိုးလေဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါတယ်။ဒါကြောင့်မနက်ခင်ကုန်ကြောင်ရေကြောင်ခရီးသွားဖို့ပြင်ဆင်ထားတဲ့ခရီးသွားတဲ့အနေနဲ့ဂရုပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ရန်ကုန်မြို့ဝတက်လျှောက်မှာတော့မြူဆိုင်နာနဲ့အတူမြင်ကွင်းရှင်းလင်းမှုမရှိတာမျိုးတွေရှိနိုင်တာကြောင့်ရေလန်းခရီးသွားလာသူတွေအနေနဲ့တတိနဲ့သွားလာတဲ့လို့အသိပေးလိုပါရဲ့ရှင်။ မွန်တနင်္သာရီကံယူတန်းတခြားမှာတော့တနါရီ10မိုင်ကနေ -30 ချီလေပြင်းတွေတိုက်ခတ်နိုင်ပြီးလှိုင်းအသင်တင်းရှိကလှိုင်းအမြင့်ဟာ9ပေကနေ9ပေခန့်ရှိနိုင်ပါတယ်။ဒါကြောင့်ပင်လယ်ခရီးသွားရင်လည်းကန်နီကန်ဝေးရေလုတာကြီးတွေအနေနဲ့တတိပြုသွားလာကြဖို့ပန်ကြားပါရရှင်။ခရင်လို့ရောက်ကြီးညွန်ကိန်းနေနေကတော့ကရင်ပြည်ပြည်နယ်ကလွယ်ပြီးကြံပြည်နယ်နဲ့တိုင်းတွေမှာ UV index 6ကနေ9ထိအဆင့် high level မြင့်မာတဲ့အဆင့်ရှိနေပြီး ချင်းပြည်နယ်နဲ့ရခိုင်ပြည်ကတော့ UV index 10ကနေ30အဆင့်ဖြစ်တဲ့ very high level မြင့်မာတဲ့အဆင့်မှာရှိနေအောင်တွေ့ရပါရဲ့ရှင်။ဒါကြောင့်မနက်7:00နာရီကနေညနေ3:00နာရီအထိနေသားနေချိန်မျိုးအတွင်းနေကမျက်မှန်တို့အုတ်ထုတ်အင်ကြီးလက်ရှိတို့ဝတ်ဆင်ပါလို့အကြံပြုလိုပါရဲ့ရှင်။မူလဝတ္ထချက်စင်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္ထခံမှန်ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြပါလို့မြစ်တာရဲ့ခံလိုပါရဲ့ရှင်။